အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live မနက်ခင်းစီစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီနေ့မနက်ခင်းမှာတော့ဒါကျွန်တော်ညက international ပွဲကြီးလည်းမကြည့်ဖြစ်ပါဘူးဝင်စလုံးဝင်ဘာဝင်လုံးဝင်မနေ့ကကျွန်တော်ဒါကျွန်တော်လင်းဆိုင်တာပဲကျွန်တော်တို့စီမားဒါအချိန်ည7:55ဆိုတော့အိမ်ရောက်တာပဲ7:00နာရီလောက်7:00ခွဲလောက်မှအိမ်ဖြစ်တယ်ပေါ့နော်အဲ့ဒါအဲ့ကျွန်တော်အခုမှကျွန်တော်ကြားရမှလုံးဝအေးပြတ်နေတာကြာပြီအဲ့တော့ကောင်းကောင်းမို့အေးလိုက်တာကျွန်တော်ဒါ အဲ့ဘောကျွန်တော်မြန်မာစံတော်ချင်း9နိုင်ဘွယ်လောက်မှနိုးတယ်ဗောနော်အဲ့ဒါကျွန်တော်အခုမှတရှိမှဒီဗီဒီယိုတင်ပေးတာဖြစ်တယ်အဲ့တော့မနက်ခင်းဗီဒီယိုလေးနောက်ကြသွားရင်တော့ခွန်လှပါလို့ပြောချင်ပါတယ်အဲ့လက်ရှိမှာဒါကျွန်တော်တို့ Chelsea အသင်းကလာမဲ့နွေရာသီမှာတော်တော်လေးကိုကြီးမားတဲ့အပြောင်းရွှေ့တွေလှုပ်သွားဖို့အတွက်ပြင်ဆင်လာတယ်တည်ကြတယ်မှာဒါ Chelsea တင်းနဲ့အဝယ်မှာလည်းအကြီးမားလှုပ်ဖို့အတွက်ပြင်ဆင်လာပြီးတော့အဝယ်မှာဆိုရင်တော့အခုချိန်ကလေးကအဝယ်တွေကိုစနေပြီဆိုတာကိုတော့ပြည်သက်တွေတည်ပြီးသားဖြစ်လိမ့်မယ်ဒါတည်တဲ့အချိန်မှာ Sporting CP ရဲ့ဒါကျွန်တော်ကစားသမား2ယောက်ဖြစ်တဲ့ဒါအဆူဂူနဲ့ဒါကျွန်တော်တို့ ခွာနာတို့နှစ်ယောက်ကိုဒါကျွန်တော်တို့ယူရိုတန်း80လောက်နေနေအသုံးပြုပြီးခုကလေးကဒါကျွန်တော်ကြူခေါ်ထားတယ်အဆူကောလာမယ့်နှစ်မှာလာမယ်ခွာနာကောလာမယ့်နှစ်လာမယ့်နှစ်မှာလာမယ်ဘောနော်အဲ့တော့ကျွန်တော်လက်ရှိမှာအဝယ်ဒီကတော့ရှောက်လုံနေခဲ့ပြီးတော့အဝယ်ဒီလဲကျမ်းမဲ့နေထားမှာရှိရလို့ပြောလို့ရရတယ်မှာပါပါတယ်ဒါပေမဲ့အခုလက်ရှိမှာတော့ဒါကျွန်တော်တို့ Chelsea အသင်းအနေနဲ့အဲနောက်ပိုင်းမှာဒါကျွန်တော်ကစားသမားတွေကိုအကြီးအကျယ်ရောင်းသွားဖို့အတွက်ပြင်ဆင်လာခဲ့တယ်ဘောနော် တတိကြကြပြောရမယ်ဆိုတော့ဒါကျွန်တော်ဘောလုံးသသင်းစာရောင်းသွားဖို့တဲ့ဂျစီသင်းနဲ့ပြင်လာခဲ့တယ်။တူတဲအဖြစ်ဆိုရင်တော့၁၁ရောက်တတိ ချက်စီရဲ့တင်းနေနဲ့ရောင်းချသွားဖို့အတွက်ပြင်ဆင်နေခဲ့တယ်။ဒီစားသမားတွေလက်ရှိမှာဒါကျွန်တော်တို့ဈေးရကောဒါကျွန်တော်တို့တစ်ခုအမ်လာစာရကော short charge ချင်တဲ့အတွက်ကြောင့်မို့ရောင်းချသွားမှာဖြစ်တယ်လို့သိရတယ်မှာပါတယ်။ဒါပြင်ကျွန်တော်တို့ဒါဒီနှစ်မနစ်ကမှခေါ်ထားတဲ့ကစားသမားတွေကိုလည်းရောင်းချသွားဖို့အတွက်ပြင်ဆင်လာခဲ့တယ်။ချက်စီတင်းနေဒီနေရာမှာဒါပိတ်သက်ဒါမနစ်ကကျွန်တော်ညံ့နေဘက်မှာတင်ဆက်ခဲ့သူပေါ့နော်။အသင်းတစ်သင်းကဒါအောင်မြင်ခြင်းလို့ run နေတာတတိုင်းစီးပွားရေးဆက်ဆံ run နေတာကဒီလိုမျိုးပုံစံတွေကိုပို့ပို့ပြီးတော့မြင်လာခဲ့ရတဲ့ဒါမှရှိတယ်လို့ပဲပြောပြရစေ။အပထမဆုံးတယောက်အနေနဲ့ကလည်းရှိမှ Chelsea ီးသင်းရောင်းဖို့အတွက်ပြင်ဆင်လာခဲ့တာက Rahim Sterling ဖြစ်တယ်။ Rahim Sterling ကိုလက်ရှိမှာ Chelsea သင်းနဲ့တပတ်လောက်ခပေါင်3သိန်းခွဲလောက်နေနေဒီဒါလောက်ခလာစားပေးနေရပြီးတော့ဒါကြောင့်သိရတဲ့မှာ CDC ကနေခေါ်ယူခဲ့တာဖြစ်တယ်။ Sterling ကလက်ရှိမှာ Chelsea သင်းကိုရောက်လာကြတဲ့ခြေစွမ်းကိုမမေ့ရမပြသေးဘဲနဲ့ဟိုလိုလိုဒီလိုလိုလုပ်နေခဲ့ပြီးတော့ Chelsea ပိုင်ရှင်အနေနဲ့အခုလက်ရှိမှာလည်းဒါ Arsenal သင်းကိုငှားချထားခဲ့တာဖြစ်တယ်။ Arsenal သင်းကိုငှားချထားတဲ့အချိန်မှာတော့ Arsenal သင်းဘက်ကနေပြီးတော့ဒါလောက်ခလာစား20ရာခိုင်နှုန်းနဲ့30ရာခိုင်နှုန်းသာပေးခဲ့ရပြီးတော့ Chelsea အသင်းဘက်ကလောက်ခလာစားရာခိုင်နှုန်းဒါကျွန်တော်80ရာခိုင်နှုန်းဒီပေးချင်နေရဆိုသိရတယ် ်မှာပါတယ်။ပြောချင်တာဒါစတာလင်နေနဲ့ခုလက်ရှိမှာအာစနိုအသင်းမှာသွားစွန်နေပြီမဲ့ချက်စီသင်းကတပတ်လောက်ကပေါင်2သိန်းကျော်အထိခုချိန်ထိပေးနေရတဲ့အတွက်ကြောင့်မို့လာမယ့်ရာသီမှာတော့စတာလင်ကိုအသင်းကနေအပြီးပိုင်းပေးထွက်သွားတော့မှသိရတယ်မှာပါတယ်။ဒါပေမဲ့ပြဿနာကစတာလင်ရဲ့လုခလာစာကြောင့်မို့ဘယ်အသင်းကခေါ်မလဲတော့ဒေါ်လီကိုစိတ်ဝင်စားဖို့ကောင်းတယ်။စတာလင်ကိုတော့ကျွန်တော်ဂျာတော့မှာကောလာဟာလာတွေရဲ့အက်စတွန်ဗလာကစိတ်ဝင်စားခဲ့ပေးမဲ့အက်စတွန်ဗလာနေနဲ့ခုလက်ရှိမှာ SNCO နဲ့ဒါကျွန်တော်တို့အာဘလူး အဆန်စီယိုနဲ့ကျွန်တော်ဘယ်သူကျွန်တော်တို့ market ratio လို့ရှိတဲ့အတွက်ကြောင့်မလို့ starling ကိုတော့ခေါ်ယူဖို့တော့လုံးဝလုံးဝလုံးဝကိုစိတ်ဝင်စားတော့မှာမဟုတ်ဘူးလို့ကြားသိရတယ်မှာပါတယ်။နောက်တစ်ယောက်ကလက်ရှိမှာဒါကျွန်တော်အငှားချထားတဲ့ခြေဝဲပေါ့နော်ခြေဝဲကိုလက်ရှိမှာအငှားချထားတယ်။ဒါပေမဲ့လမ်းမဲ့ရာသီမှာတော့ခြေဝဲကိုလည်းအပိတက်ရောင်းချသွားဖို့အတွက်ပြင်ဆင်လာခဲ့တာဖြစ်တယ်။ခြေဝဲကျွန်တော်မကောင်းမနဲ့ grey ဝဲကလက်ရှိမှာ crystal palace မှာထင်တယ်။အဲတော့ခြေဝဲကိုဒါကျွန်တော်ဒါ crystal palace ကအပိတက်ဝဲမလား။ ဒါမှမဟုတ်ရင်ဒါကျွန်တော်တို့အဲသူ့အနေနဲ့တခြားသောအသင်းကိုရောင်းသွားမလားတခြားတော့စောင့်ကြည့်ရမှာတော့ပါတယ်ချေဝက်ကိုလည်းရှိမှာချက်စီအသင်းကနေတရားဝင်ထွက်ခွာခွင့်ပြီးတော့ဖြစ်ပြီးချေဝက်ကအမှန်တည်းပြောမှာဆိုဒါကျွန်တော်မှတ်မဲ့ရလက်စတာစီးတီးကနေပြီးတော့တတ်တော်ရှိကစားသမားတယောက်ဖြစ်တယ်ဒါပေမဲ့တိုင်ရီကြောင့်မူချေဝက်ကတော့ potential အမြင့်ဆုံးမရောက်သွားနိုင်ခဲ့ဘူးချေဝက်ကမမဲ့ရတာကျွန်တော်တို့အဲလက်စစီဒီကနေပြီးတော့ကျွန်တော်မမဲ့ရတာပြောကျွန်တော်အောက် comment ဒါပေမဲ့ပြောရင်းပြောရင်းနေဗျာကျွန်တော်တို့ကအကျင့်ပါတော့ကျွန်တော်ခွင့်လွှတ်ဖို့လဲကျွန်တော်ပြောချင်ပါတယ်အဲ့တော့ လက်ရှိအနေထားရတာလက်ရှိရောမမဲရောဘာမဲဆိုရင်တော့ဒါကျွန်တော်တို့ချေဝဲအနေနဲ့ဒါလာမဲလူရတီမှာချက်စီအသင်းရဲ့ရောင်းချမဲ့ဒုတိယမြောက်ကစားသမားရဲ့တယောက်ဖြစ်ပါတယ်။နောက်တစ်ယောက်ကတော့ကျွန်တော်တို့ဒါကီပါဂိုဒမာပေါ့နော်ဒါကျွန်တော်တို့ကီပါဂိုဒမာကီပါမဟုတ်ကီပါဂိုဒမာဆရာသူသူ့နာမည်အရှိကအာဇာအာရီဇာဘလကာပေါ့နော်ကျွန်တော်ဒါလက်ရှိမှာကီပါကိုတော့ဘုံမောက်သင်းကခေါ်ယူထားရဖြစ်တဲ့အငားနေပဲလက်ရှိမှာဘုံမောက်သင်းကတော့ကီပါကိုအပိသက်ဝယ်ယူသွားဖို့တော့အခြေအနေတွေရှိတယ်ဆိုရတဲ့ကြောင့်မို့လားကီပါကိုတော့ဒါဘုံမောက်သင်းကိုပဲရောင်းချဖို့အတွက်နေပြင်ဆင်နေတဲ့ ကီပါတယောက်ကလည်းရှိမှတာသိတဲ့တိုင်းမှာဂျက်စီသင်းမှတာနီးပြဆိုပြီးတော့နမဲကြီးသွားခဲ့တယ်မှာပါတယ်ဒါကိုသမားနေတာကျွန်တော်တို့နဲဘူးအတွက်တော့မှအင်ညာအင်ညာလုတ်ခဲ့တဲ့အနေထားတရားကိုရှိတယ်ဒါပေမဲ့ကီပါကတော့ဒါကျွန်တော်ဂျက်စီနဲ့လမ်းခွဲခြင်းမကောင်းခဲ့ဘူးလို့ပဲဆိုရမှာအခုလည်းရှိမှတော့ဘုံမောင်သင်းမှတာကျွန်တော်တို့ဒီရတနေရရနေတယ် ဘုံဘဘကလည်းရှိမှာအပိသက်ဝယ်ဖို့အတွက်စဉ်းစားနေတယ်ဒါပေမဲ့ဈေးဈေးမကြည့်ဘူးဆိုရင်ပေါ့နော်ဒါမှမဟုတ်ရတာကျွန်တော်ဂူသမားတွေထဲမှာကီပါကတော့တချိန်ကအခုချိန်အထိကဈေးကြီးဆုံးဂူသမားတယောက်နဲ့ယက်တီနေတာဖြစ်တယ်ကီပါတယောက်ကိုလည်းရှိမှာချက်စီးတင်ကလာမယ့်နူယာဒီမှာရောင်းချတော့မှဖြစ်ပါတယ်ဒါကတတိယမြောက်ကစားသမားတယောက်ပေါ့နော်စရုထမြောက်တာကျွန်တော်ကစားသမားကတထရူဖူဖာနာဖြစ်တယ်တိုက်စင်မူနီယာမှာဒါကျွန်တော်တို့ပထမကတော့ဘန်လီတို့ဘာလို့မှဟုတ်မလို့လို့နဲ့ချက်စီးတင်ကသူ့အသင်းမှာပြန်ခေါ်ခဲ့တယ်ဒါပေမဲ့သူ့အသင်းမှာလည်းရှိမှာဒန်ဟာဒီနဲ့ယုံကန်နဲ့ကျွန်တော်အခုချိန်အထိလည်းတည်တည်ချာချာမစော့ရသေးတဲ့ကြောင့်မလာမယ့်နူယာဒီမှာ တော့ဖူဖာနာကိုဒါကျွန်တော်ရောင်းချသွားဖို့အတွက်ပြင်ဆင်လာခဲ့တာဖြစ်တယ်။ဖူဖာနာကိုတော့လက်ရှိလာမယ့်ရာသီမှာဒါကျွန်တော်တန်တက်ဖို့အတွက်တီဂျာလောက်နီးနီးရှိနေတဲ့အသင်းတွေကနေပြီးတော့ခေါ်ယူဖို့အတွက်စဉ်းစားနေတယ်။ဒါပြကျွန်တော်ဖူဖာနာကိုလည်း Brentford အသင်းကလည်းခေါ်ယူဖို့စဉ်းစားနေတယ်ဆိုပြီးတော့ဒါတတိယနေ့ထွက်ပေါ်ရတဲ့မှာပါပါတယ်။နောက်တစ်ယောက်ဒါကျွန်တော်တို့၄ယောက်မြောက်အုံက၅ယောက်မြောက်ကလည်းလက်ရှိကျွန်တော်တို့ဒါခွတ် အက်စတွန်ဗလာအသင်းမှာအငှားထွက်ကစားနေတဲ့ဒစားစီဖြစ်ပါတယ်။ဒစားစီကတော့အခုလက်ရှိမှာဒါကျွန်တော်ချက်ဆီအသင်းနေနဲ့အက်စတွန်ဗလာအသင်းကအပိသက်ခေါ်ယူမယ်လို့မျှော်လင့်ထားတယ်။အက်စတွန်ဗလာအသင်းမှာဒစားစီနဲ့အခုလက်ရှိမှာဒါကျွန်တော်အခြေစွမ်းကမစိုးဘူးဆိုတဲ့အခြေစွမ်းကိုပြထားတယ်။ဒါပေမဲ့အပိသက်ခေါ်ယူမယူယူကအခုချိန်နေမသိကြသေးဘူး obligation to buy မဟုတ်ဘဲနဲ့ဒါကျွန်တော်တို့အဲ ပဲပေါ်ကျွန်တော်တို့ဒါကြိုက်ဝယ်ပေါ့ဒါကျွန်တော်တို့ပုံစံမျိုးနဲ့ဒါဆာဟုတ်ချူထားတယ်ကြောင့်မလို့တစားစီအနေနဲ့ခုလက်ရှိမှာဒါကျွန်တော် Aston Villa အသင်းကဝင်ဝဲမဝဲဘူးဆိုရင်တော့တေးကြတကူက Aston Villa အသင်းက Chelsea အသင်းကိုပြန်ရပြက်လာတယ်ဆိုလဲရောင်းခံရမယ့်အနေအထားမှာရှိပါတယ်သိတော့ True Sense အနေအထားတော့မရှိဘူးအခုလက်ရှိမှာနောက်နောက်ထပ်တစ်ယောက်ကဒါကျွန်တော် AC Milan မှာအငှားနဲ့သွားကစားနေတဲ့ Yao Felix ပဲ Yao Felix ကမနေ့ပြောမျောလင်းချက်တွေအရင်များအများကြီးပြီးတဲ့ကစားသမားကြီးတွေတယောက်လိုပြောလို့ရရတယ်မှာပါတယ်ဘောနော်အဲ့တော့ Yao Felix အနေနဲ့အခုလက်ရှိဒါ AC Milan မှာပထမရဲရောက်ချင်းမှာ ောင်ခြေစွမ်းနေပြသခဲ့ပြီးတော်တော်လေးအဆင်ပြေခဲ့တဲ့ကစားသမားတစ်ယောက်ဖြစ်တဲ့ဒါပေမဲ့အခုလက်ရှိအနီထားနာကြားတဲ့တတိဒီအရဆိုရင်တော့ရာအိုဖီလစ်ကိုတော့ဒါ AC မီလန်ကအပိသက်ခေါ်ယူတော့မှာမဟုတ်ဘူးလို့ကြားသိရတာမှာပါတယ်။ဂျာဒီဆာကတော့ကျွန်တော်ငါးခါချက်ချခြင်းအခြေအနေနဲ့လုံးဝမတူဘဲဒါကျွန်တော်ရုပ်ကလေးချော်ပြီးခြေစွမ်းမပြသဘူးဆိုပြီးတော့မှ AC မီလန်ရဲ့ကစားသမားကိုယ်တိုင်ကဒါကျွန်တော်တို့အဲဝေဖန်ခဲ့တယ်ဗောနော်မမက်ရဲ့ AC မီလန်ကစားသမားဟောင်းနေတာဘာလို့ရောဝေဖန်ခဲ့လဲဆိုတော့ရာအိုဖီလစ်နဲ့ကကာနဲ့ကရုပ်ဘဲတူတာခြေစွမ်းကတော့ရင်းနဲ့စီခွာချရဲဆိုပြီးပလိန်ကြီးကိုပေါ်တင်ကြီးကိုဝေဖန်ခဲ့တာကိုတွေ့ရမှာတော့မှပါတယ်။ ရာဝီလစ်ကိုတော့အခုလက်ရှိမှာဒါကျွန်တော်ချက်စီသင်းကလာမယ့်နွေရာသီမှာပြန်လဲပြီးရောင်းချဖို့အတွက်ပြင်ဆင်နေ။ရာဝီလစ်ကပြန်ဆန္ဒကြည့်မစတာကျွန်တော်မနစ်ကမှာဒါကျွန်တော်တို့ပြန်ပြီးတော့ကစားသမားကိုချက်စီသင်းကခေါ်ယူထားတာဖြစ်တယ်။အခုချိန်ထိတော့ဒါအသင်းမှာဒါကျွန်တော်တို့အန်ဝင်ခွင့်ချဖြစ်ပြီးဘယ်အသင်းမှာမှတိုင်ပတ်ဘယ်အသင်းမှာမှခြေစုံမပြသေးဘဲနဲ့တိုင်ပတ်နေတဲ့ကစားသမားတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့်မို့ဒါချက်စီသင်းကသူတို့အသင်းပေါ်ဘာဒန်ဖြစ်တာတဆန်ရာဝီလစ်ကိုရောင်းချသွားဖို့အတွက်ပြင်ဆင်နေတယ်လို့ကြားသိရတယ်မှာပါပါတယ်။နောက်တစ်ယောက်ကလက်ရှိမှာဒါကျွန်တော်တို့ Juventus မှာအငှားထွက်ကစားနေတယ်ကျွန်တော်တို့ဒါ VA က ။ Viega ရောလက်ရှိမှာ Juventus ကအပြီးသတ်ဝယ်ဖို့စီစဉ်ရှိတယ်။ Chelsea ဘက်က Zishaw ပြီးမယ်ဆိုလို့ပေါ့နော်။ Viega လည်းမမဲ့ရပဲ Chelsea တင်ကဒါကျွန်တော်မနစ်ကမှခေါ်ယူထားတယ်ဒါကျွန်တော်ကစားသမားတယောက်ဖြစ်ပြီးအခုလက်ရှိမှာဒီကစားသမားကိုလည်းရောင်းချသွားဖို့အတွက်ပြင်ဆင်နေတယ်ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်လာခဲ့တယ်။ Viega လက်ရှိ Chelsea ကစားသမား Chelsea ရောင်းမဲ့ကစားသမား17ယောက်တဲကတယောက်လို့ပြောလို့ရတယ်မှာပါပါတယ်။အဲ့တော့နောက်တစ်ယောက်ကကျွန်တော်တို့ Armando Bruha ပါ။ အမန်တူဘရိုဟာအခုလက်ရှိကျွန်တော်သိတော့ကျွန်တော်မှားကောင်းမှားနေတဲ့ကျွန်တော်တချို့ဝင်နေတဲ့ကျွန်တော်နည်းနည်းလေးလွင်နေဘာလို့လဲစတရောက်တော့ဆိုကျွန်တော်မှတ်ထားခတ်တယ်ဘရိုဟာကတော့လက်ရှိမှာကျွန်တော်သိတော့ Everton မှာပဲထင်တယ်သူအငှားထွက်ကစားဒီစေဖြစ်တယ်ဘရိုဟာကရောက်တဲ့နေရာမှာအခုချိန်ထိတန်ရာကြီးနဲ့ယုံကန်ဒီရာစေဖြစ်တယ်ဂျာဖူဟမ်မှာဆိုလည်းဖူဟမ်မှာအခုလက်ရှိ Everton မှာဆိုလည်း Everton မှာအခုချိန်ထိဒါကျွန်တော်တို့တည်တည်ကြကြဒါကျွန်တော်တို့ခြေစွမ်းမပြနိုင်သေးဘူး Chelsea တင်းကလာမဲ့နေရာဒီမှာကစားသမားကိုပြန်ခေါ်ဖို့အတွက်လုံးဝစီစဉ်မရှိတော့ဘူးရောင်းချဖို့အတွက်သာစီစဉ်ဖြစ်တယ်အမန်တူဘရိုဟာကလက်ရှိမှာ Chelsea တင်းကလာမဲ့နေရာဒီမှာရောင်းချမယ်လို့ကြားသိရတယ်မှာပါတယ်လက်ရှိမှာကြားထဲမှာနတ်မျောမှုကောင်းတာချလူပါ ါဘူးနော် Crystal Palace မှာသူ့ဟာသူခြေစွမ်းနေပြပြီးဒါကျွန်တော်ဟုတ်နေတဲ့ကျွန်တော်တို့ Oliver Glasner ကစားသမားကိုဒါကျွန်တော် Enzo Morris ကအတင်းပြန်ခေါ်ခိုင်းနေပြီးလည်းပြီးအခုလက်ရှိမှာဒါသူလည်းတုံးလည်းတုံးတာပေါ့အဲ့တော့ ပဲလစ်ကသူကဆိုခန်စစ်ပိုင်းကသူကသူလာရှိတဲ့လူနဲ့ပြန်ပြီးမောင်းနေနေပြီးမဆိုးဘူးမဲ့ချာလူပါတကောင်တော့တိုင်ပတ်သွားတာပေါ့အဲ့တော့ခရစ်စတယ်ဘဲလစ်ကတော့ချာလူပါကိုလာမဲ့လူရာဒီမှာဝယ်ဖို့တဲ့စိတ်ကူးတယ်။ဘာကြောင့်လဲဆိုတော့ခရစ်စတယ်ဘဲလစ်ရဲ့အဓိကခံစမှုဖြစ်တဲ့ဂါရီပြောက်ကအသင်းပြောင်းတော့မှဖြစ်တဲ့အကြောင်းပေါ်ကြောင့်ချာလူပါကိုဝယ်ဖို့လဲစိတ်ကူးတယ်လို့ကောလာဟာလာတွေကသိရတယ်ဒီမှာပါတယ်။အဲ့တော့ချာလူပါကလည်းရှိမလာမဲ့လူရာဒီမှာချက်စီသင်းကထပ်ပြီးတော့ထွက်အောင်မလို့သိရတယ်ဒီမှာပါတယ်။နောက်တစ်ယောက်ကဂိူခရစ်ပါဂိူခရစ်ကိုလည်းဒါကျွန်တော်ချက်စီသင်းကရောင်းချဖို့အတွက်ပြင်ဆင်နေတယ်လို့ကြားသိရတယ်ဒီမှာပါတယ်။နောက်ဆုံးတစ်ယောက်ကလည်းရှိကျွန်တော်ဘူရူရှာဒေါ်မွန်မှာသွားကြအငှားကစားနေတဲ့ကျွန်တော် ော်ချူဝီမီကာပဲဖြစ်ပါတယ်ချူဝီမီကာကိုတော့ဘိုရူရှာဒေါ်မွန်ကတော့အပိသက်ဝယ်ယူမှာဖြစ်တယ်လို့တရားတရားဝင်ရအတိအရတော့မပါဘူးဒါကိုလည်းဖာဗီဇီရိုမာတို့ကကွန်ဖာမ်လုပ်ထားအတိအရတော့မပါတယ်အလုံးမဒီကစားသမား၁၁ယောက်ကိုတော့ချက်စီအသင်းကလာမယ့်နေရာဒီမှာရောင်းချသွားမယ်ဆိုတဲ့တင်ကအမှန်ပင်ဖြစ်ပါတယ်အဲ့တော့ပြန်ပြီးအတူတုံပြောရမယ်ဆိုတော့စတာလင်ချေဝဲကီပါတက်ထရူဖူဖာနာဒဆာစီယာဟူဖီလစ်ဗီယေဂါဘရူဟာချလူဘာဂီလ်ခရစ် ောက်ဆုံးတစ်ယောက်ကတော့ကျွန်တော်တို့အချူဝီမီကဒီကစားသမား၁၁ယောက်လုံးကိုတော့ကျော်စီတင်ကတော့လာမယ့်နေရာဒီမှာကြီးကျယ်ရောင်းချသွားဖို့အတွက်ပြင်ဆင်နေတယ်လို့ပြောရင်းနဲ့ပဲကျွန်တော်တော့ကိုပြောင်းပြအားလုံးပဲကောင်းသောမနက်ခင်းလေးဖြစ်ပါစေဒီညကနေကျွန်တော်စုံကောင်းတောင်းပြီးလိုက်ပါတယ်မြန်မာလီလေကလစ်ဖူမမိကြပါနဲ့ဟောအောက်ကကွန်မန်နီတဲမှာလည်း YouTube Media 3.0နဲ့ဒီ for you လို့လင်းလေးတွေကိုထည့်ပေးထားကြတော့ဘယ်ဆက်ကူညီပေးလို့ရပါတယ်ကျွန်တော် YouTube Channel လေးကိုလည်း Like and Subscribe လို့ကျွန်တော်အားပေးလို့ရရမြန်မာလီလေကလစ်ဖူမမိကြပါနဲ့ဟောမြန်မာကလစ်မှာမြန်မာနာဖြစ်ပါတယ်အားလုံးကြည့်ကြပါ ျွန်တော်တော့ကုန်ပြီပုံဗျဒေးပါဗျ